ကကပတ်နယ်မြေအတွင်းမှာရှိတဲ့အဆောက်အုံ148လုံးအနက်အဆောက်အုံ100လုံးကိုဖြိုချဖျက်ဆီးပြီးကြန့်ရှိတဲ့48လုံးကိုလည်းဆက်လက်ဖြိုချမယ်လို့နိုဝင်ဘာ9ရက်ထုတ်နိုင်ငံပိုင်သတင်းစာရီမှာဖော်ပြမှုအရသိရပါတယ်။မြန်မာနိုင်ငံအတွင်းကိုထိုင်းနိုင်ငံအပေါင်းဝင်အင်းကြီးချင်းနိုင်ငံတချို့ကိုတဆင့်ကန်ဖျက်သန်းပြီးနေဆက်လမ်းကြောင်းတွေကနေတရားမဝင်ဝင်ရောက်လာပြီးကင်ပြင်းနယ်မြောက်ရီမြို့မဲထော်တလေးကကပတ်နယ်မြေတွေမှာအွန်လိုင်းလုံခြုံမှုတွေနဲ့ဒုစရိုက်မှုတွေကျွလွန်ခဲ့တဲ့ပြည်ပနိုင်ငံသားတွေကိုစစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံတွေကိုဥပဒေလုံထုံးလုံနေတွေနဲ့အညီစနစ်တကျလွှဲပြောင်းပေးရလျက်ရှိတဲ့အပြင်ရင်းနှုတ်စုဖွဲ့နေထိုင်ခဲ့ကြတဲ့ GK Park အတွင်းမှာရှိတဲ့အဆောက်အုံတွေကိုဖျက်ဆီးရှင်းလင်းတဲ့လုပ်ငန်းတွေကိုဆောင်ရွက်နေပြီဖြစ်တယ်လို့သိရပါတယ်။အဆိုပါမြရီမဲထော်တလီ GK Park နေမြေကအွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းလေလံမှုတွေနဲ့ဒွေးစရိုက်မှုတွေကျွလွန်တဲ့နေရာတွေမှာတထက်လူနေအဆောက်အုံတစ်လုံး၊နှစ်ထက်လူနေအဆောက်အုံ၈၀၊သုံးထက်လူနေအဆောက်အုံ၈လုံး၊လေးထက်လူနေအဆောက်အုံ၂၈လုံး ကိုဒတ်လူနေအဆောက်အုံတစ်လုံးဈေးဆိုင်တဲ့လူနေလေးတက်အဆောက်အုံနှလုံးစားတောက်ဆိုင်တဲ့လူနေနှစ်ထပ်အဆောက်အုံတစ်လုံးကိုရောင်ဆက်နှလုံး၆ထပ်ဟိုတယ်တစ်လုံးဂျင်းအကစားခန်းမတစ်ခုနှစ်ထပ် KTV အဆောက်အုံတစ်လုံးနှစ်ထပ် SPA အဆောက်အုံတစ်လုံးလေးတက်ဆေးရုံအဆောက်အုံတစ်လုံးနှစ်ထပ်ကန်တင်းအဆောက်အုံနှလုံးနှစ်ထပ်ဈေးဆိုင်အဆောက်အုံနှလုံးသုံးထပ်လူနေလိုင်းကန်အဆောက်အုံသုံးလုံးစုစုပေါင်းအဆောက်အုံ148လုံးတည်ရှိခဲ့တယ်လို့သိရပါတယ်။ဒါ့ပြင်ပန်းချံတွေအကစားရုံတွေဖူးဆဲကွင်းတွေ ပိုက်ချော်ခြင်းကွင်းတွေဘတ်စကတ်ဘောကွင်းတွေလည်းတည်ရှိပြီးအခုအခါဒီနေ့မြေအတွင်းမှာရှိတဲ့အဆောက်အုံတွေအားလုံးကို ဖြိုချဖျက်ဆီးလျက်ရှိရာအဆောက်အုံတရတလုံးကိုဖြိုချဖျက်ဆီးပြီးကျန်တဲ့48လုံးကိုလည်းဆက်လက်ဖြိုချဖျက်ဆီးသွားမယ်လို့သိရပါတယ်။